အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လှုပ်ပြပေးသွားမှာကတော့အာ color ချိန်တာလေးပဲပေါ့နော် camera raw filter ကိုခေါ်ပြီးတော့ color ချိန်တဲ့ဟာလေးပါပဲဒါပေမဲ့ကျွန်တော်ဟို jpeg photo ကို color ချိန်မြတ်มาဖြစ်ပါတယ်ဒီ jpeg photo လေးကတော့ကျွန်တော်စီမှာလာတက်နေတဲ့ညီလေးတယောက်သူရိုက်ထားတဲ့ဓာတ်ပုံက jpeg photo လေးပါပေါ့နော်အဲ့ photo လေးကိုကျွန်တော်တို့ camera raw filter ခေါ်ပြီးတော့ချိန်ပြမှာဖြစ်ပါတယ်အဲ့တော့စက်ကြည့်လိုက်ကြအောင်เนาะโอเคဒီပုံလေးကိုကျွန်တော်ချိန်ပြမယ်ပေါ့เนาะဒီပုံကဒါကျွန်တော်စီကိုလာတက်နေတဲ့ညီလေးတယောက်ရိုက်ထားတာပေါ့เนาะ तू က raw နဲ့ရိုက်ရမှန်းမသိရတဲ့အတွက် तू jbat ကြီးပဲဒီကောင်ရိုက်ထားတာပေါ့ jbat နဲ့ပဲရိုက်ထားတယ်အဲ့ jbat ပုံလေးကိုပဲကျွန်တော်တို့ကအဲ raw fitter သဘောမျိုးပေါ့နော် camera raw fitter သဘောမျိုးကိုကျွန်တော်တို့ခေါ်ပြီးတော့ချိန်มาဖြစ်ပဲပေါ့နော်ချိန်ပြီးတော့ကျွန်တော် rejection လေးအနည်းငယ်တုတ်ပြမယ်ပေါ့နော် ဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကအဲချိန်မယ်ဆိုရင်အရင်ဆုံးအဲကျွန်တော်တို့ကလိုချင်တဲ့ cropping အရင်ဆုံးလုပ်လိုက်မယ်ပေါ့နော် cropping ကိုအရင်ဆုံးလုပ်လိုက်မယ်အရင်ဆုံးလုပ်လိုက်မယ်တခြားသူတွေဘယ်လိုလုပ်တယ်တော့မသိပေါ့နော်ကျွန်တော်ကတော့ဒီပုံကကြည့်ကောင်းဖြစ်အောင်လို့ကျွန်တော်က cropping လေးအရင်ကျွန်တော်လိုချင်တဲ့ဘိုင်းလေးကိုဖြတ်လိုက်မှာပေါ့နော် cropping အရင်ဖြတ်လိုက်မယ် cropping ဒီနေတော်လေးကိုကျွန်တော်ကြိုက်လို့ဖြတ်လိုက်မယ် okay နည်းနည်းလေး sound လို့ဖြစ်နေလို့နည်းနည်းလေးယူပြီးတော့ဖြတ်လိုက်အောင်မယ် โอเคအဲ့ဒါပြီးရင်ကျွန်တော် control ခြေနဲ့ بوا လိုက်မယ်ပေါ့เนาะဒီပုံကို control ခြေနဲ့လေးရမှာကျွန်တော်နောက်တစ်ခု بوا ထားမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ wrong လိုမျိုး change ခြင်းနဲ့ဆိုရင်ပြန်မသွားပြီးတော့လှုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ menu bar ထဲမှာရှိတယ်ပေါ့เนาะ filter ရှိတယ်ပေါ့เนาะ filter ထဲမှာ camera raw filter ဆိုတာရှိတယ်အိုင်ကောင်လေးတစ်ချက်နှိပ်လိုက်မယ်ဆိုရင်အဲ raw ကိုပြင်ရတဲ့လိုမျိုးဒီမှာသူ2တွေရမယ်ပေါ့เนาะ raw ကိုပြင်ရတဲ့လိုမျိုး ပြင်လို့ရမယ်ပေါ့နော်ဒီမှာဆိုရင်ဒါသူ့ရဲ့ color profile လိုမျိုးပဲ auto လုပ်လို့ရတဲ့ဒီ black and white လုပ်လိုက်လည်းရတယ်ပေါ့နော်ဒါဆန့်ပြလိုက်ကြပေါ့နော် auto ဒီမှာ white balance ကိုလည်း absolute တို့ auto တို့ custom တို့ပေါ့နော်အမျိုးမျိုးဒီမှာဆန်းလို့ရတယ် custom ဆိုရင်ဒီကောင်နဲ့ထောက်ပြီးတော့တွားပြီးတော့ဆန်းလို့ရတယ်ပေါ့နော်အမျိုးမျိုးလေးတွေဆန်းလို့ရတယ်ကျွန်တော်ဒီမှာ auto ပဲထားလိုက်တော့မယ်အဲ့လိုဒီကူပြီးတော့ကျွန်မကျွန်တော်နည်းစီပြန်ချိန်မယ်ပေါ့နော်โอเค အဲ့ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ချိန်မယ်ပေါ့နော်ဒီပုံကနည်းနည်းလေးအန်တာဖြစ်နေတယ်လို့ခံစားရလို့ပေါ့နော်သူက light တမသုံးပဲဒီတိုင်း available line နဲ့ရိုက်ထားတာဆိုတော့ကျွန်တော် exposure လေးနည်းနည်းလေးတင်မယ်ပေါ့နော် exposure လေးနဲ့တင်မယ် color လေးတွေဆူဆူလွန်းလွန်းလေးတွေဖြစ်အောင်ကျွန်တော် change ကြည့်မယ်ပေါ့နော် okay ကျွန်တော် preset တွေမသုံးဘဲနဲ့ကိုယ်ပိုင် color ပုံစံမျိုးလေးဒါကို change ကြည့်မယ်ပေါ့လှအောင် change မယ်အဲ shadow နည်းနည်းလေးဖွင့်ပေးမယ် white ကိုတင်ထားမယ်ပေါ့နော်အဲ့တော့ clarity နည်းနည်းလေးပြန်လျှော့မယ်ကျွန်တော်တို့ဘောင်းဆိုပြေပြေလေးသွားခြင်းလို့ပေါ့နော် clarity ကိုတင်လိုက်လို့ရှင်တင်းသွားမယ် contrast ကြီးဖြစ်သွားမယ်ပေါ့နော်တခြားလေးတော့နည်းနည်းလေးပြန်ထိန်းထားမယ်ပေါ့နော်အဒီဟာကတော့မတင်ဘူးဒီ hash တော့မတင်တော့ဘူးပေါ့နော်သူကတော့နည်းနည်းလေးပြန်တင်လာတဲ့ဟာလေးပေါ့နော်အရင်မတင်တော့ဒီမှာပဲထားမယ် vibrance ကိုတင်လို့ရတယ်ပေါ့နော် vibrance ကကျွန်တော်တို့ saturation နဲ့မတူပါဘူး vibrance က mute ဖြစ်နေတဲ့ color တွေပို့ပြီးတော့တက်လာစေတဲ့ဟာပေါ့နော် သူက skin tone ကိုမထီဘူး saturation မှာじゃအဲ့လိုမျိုးမဟုတ်ဘူးအကုန်လုံးဘုံးဆိုထတက်လာတယ်ပေါ့နော်အကုန်လုံးရှိသမျှကာလာတွေအကုန်ထတက်လာတယ်သူက vibrant ကတော့နည်းလေးပိုးပြီးတော့ကြိုက်တယ်ပေါ့နော်ကျွန်တော်သုံးရနာကြိုက်တယ်အာဒီအပြင်ကျွန်တော် cup လည်းနည်းနည်းလေးထပ်ချိန်လိုက်မယ်ဒီမှာ highlight ပေါ့နော် highlight ရှိမယ် live ရှိမယ် dark ရှိမယ် share ရှိမယ်ပေါ့နော်ဒီအားလေးကိုနည်းနည်းလေးစီပြန်ချိန်လိုက်မယ် အများကြီးမချိန်ဘူးဒီ cup ထဲမှာလည်းတစ်ချက်ချိန်နိုင်မယ်လိုချင်သလိုကျွန်တော်ပြန်ချိန်နိုင်မယ်ဘောနော်ဒီမှာကျတော့လိုချင်သလိုနည်းနည်းလေးချိန်နိုင်မယ် okay အဲကျွန်တော်ဒီ blue channel ကိုသွားပြီးတော့နည်းနည်းလေးချိန်ကြည့်အောင်မယ်ဘောနော် blue channel okay အဲဒီမှာ mid tone နဲ့ထိမ့်မှုဒီမှာနည်းနည်းလေးတစ်ချက်ထိန်းနိုင်မယ် highlight ကိုလည်းထိမ့်မှုဒီ point ထည့်လာထည့်လိုက်မယ်ဘောနော် အဲ့တော့ဒီကောင်းတော့ကျွန်တော်နည်း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 စီလိုက်ပြီးတော့ချိန်ကြည့်မယ်ပေါ့နော်အများကြီးမချိန်ဘူးပုံလည်းကြည့်ပြီးတော့ပေါ့နော်ကိုလက်ကမောက်ကို adjustment ဖြည်းဖြည်းချင်းလေးစိတ်ရှည်သွားနေတော့လောရတာပေါ့နော်ဒီကောင်းတော့ okay highlight အေးကျွန်တာလေးရှိတယ်ပေါ့နော်ဒီမှာကျွန်တော် live ကိုနည်းနည်းလေးပြန် short လိုက်မယ်ဒီမှာ okay ဒီဒီကျွန်တော်တို့ချိန်မယ် green channel မှာလည်းနည်းနည်းလေးတော့ချိန်လိုက်မယ်အာ green channel မှာနည်းနည်းလေးချိန်လိုက်မယ်စပင်နေတော့အထီမှလည်းဆိုရတယ်ဗောနော် okay card မှာလောက်ပဲချိန်လိုက်တော့မယ်ကျွန်တော်တို့ပြီးတော့ color mixer မှာတစ်ချက်သွားလို့ရတယ် color mixer မှာ hue ရယ် saturation ရယ် luminance ဆိုပြီးတော့သုံးမျိုးရှိရယ်ဗောနော်ပထမဆုံး hue ကိုတစ်ချက်ကြည့်မယ် hue ကိုကျွန်တော်တို့ဒီ orange layer ကိုသွားပြီးတော့ change ကြည့်လိုက်မယ် orange color တွေကိုသွားပြီးရောသူကပြောင်းလဲစေဟာပေါ့နော်အဲအများကြီးတော့လုံးလို့မကောင်းဘူးဒီကောင်ကမ green ကိုလည်းနည်းနည်းလေး change မယ်ပေါ့နော် green ကိုနည်းနည်းအရင်ကြီးလည်းတောက်သွားတာမျိုးမလို့ခြင်းဘူးအဲ့တော့ကျွန်တော် saturation နည်းနည်းပြန်ချမယ်ဒီကနေ saturation နည်းနည်းလေးပြန်ချမယ် just လုပ်မယ် luminous မှာပြန် short မယ်ဒီကောင်လေးပေါ့နော်ရန်စူရဲနေရမျိုးမကြိုက်လို့ပြန် short မယ်ပြန် short okay လူမြင်းနေရာမှာ orange မှာနည်းနည်းပြန်တယ်မြဲအသားရည်လေးကိုတက်ချင်လို့ okay color gradient color gradient မှာကဒီမှာလည်းတစ်ခါလည်းနည်းနည်းလေးခြင်သွားမယ်ပေါ့နော်ကျွန်တော် mid tone မှာ mid tone မှာတော့1 back ကိုနည်းနည်းလေးတိုးထားလိုက်မယ်ပေါ့နော်ပြီးတော့ highlight မှာလည်း1 back ကိုပဲကျွန်တော်တိုးထားမယ်ရှယ်ရူမှာတော့ကျွန်တော်ကူးဘက်ကိုထားလိုက်မယ်ပေါ့နော် နည်းနည်းလေး꿰သွား okay plan view ကိုလည်းနည်းနည်းလေးတင်လိုက်မယ် okay ကျွန်တော်ဒီအောက်ကကာလာလေးကျွန်တော်ထပ်ပြီးတော့မချိန်တော့ပါဘူးဗောနော်ထပ်ပြီးမချိန်တော့ဘူးချိန်ရင်လည်းဆိုလည်းရဒါ red ပေါ့နော် red တွေကို red ရှိတဲ့နေရာတွေသူက red color တွေကိုပြောင်းလဲစေတဲ့ဟာဗောနော်ဒီကောင်က ဒီ red color တွေကို situation တွေတင်မလာညော့မလာလို့တဲ့ဟာမန္တာဆိုနှကန်းနေလေးကိုသွားထီရဲအသားရည်လည်းနည်းနည်းလေးတော့ထီရဲပေါ့နော်ဒါကိုကျွန်တော်ဟူမှာသွားပြီးတော့ red color ကိုဟူမှာသွားပြီးတော့ရွေးချယ်ပြီးတော့နည်းနည်းလေးချိန်လိုက်တာမျိုးပေါ့နော်ဖြစ်တဲ့အတွက်နည်းနည်းလေးအပြောင်းလဲတော့ရှိတယ် okay green channel ကိုလည်းဒီမှာသွားပြီးတော့လုပ်လို့ရတယ်ပေါ့နော် blue အနေနဲ့ပြန်ချိန်လို့ရတယ် account လိုလေးချိန်နိုင်မယ် saturation မတင်တော့ဒီလောက်လေးဖြော့ဖြော့လေးဖြော့အရန်ဖြော့သွားတယ်ပြန်တင်လိုက်โอเคโอเคဒီအားလည်းနဲ့ချိန်လိုက်မယ်โอเคဒါအောင်ဆိုရင်ကျွန်တော်တစ်ချက်ကြည့်ကြည့်လိုက်မယ် original ရနေအော်တော်လေးပြောင်းသွားပြီဗောနော်โอเคအဲ့ဒါကိုထားလိုက်ပြီโอเคပေးလိုက်ပြီဒီကောင်းက raw မဟုတ်တဲ့အတွက်ကျွန်တော်တို့ခြေဘက်ဖြစ်တဲ့အတွက်ဗောနော် raw လောက်တော့ကောင်းမှာမဟုတ်ဘူးတစ်ချက်ကြည့်လိုက်မယ်ဒါဆိုရင် original ဒီမှာတော်တော်လေးကွာသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပုံလေးတွေနည်းနည်းလေးပြင်လို့တော့ရသွားပြီပေါ့နော်ဒီပုံမှာဆိုရင်ကဲစပြီးတော့ပြင်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီလိုချိန်းထားတဲ့ color ချိန်းပြီးသားတရားလေးကျွန်တော်ထပ်ပွားလိုက်မယ်ပွားပြီးရင်ဘာလုပ်မလဲဆိုတော့အရင်ဆုံးကျွန်တော်ဒီအဆက်ပြောက်လေးတော့နည်းနည်းလေးဖြောက်ပေးလိုက်မယ် patch 2ကိုသုံးပြီးတော့နည်းနည်းဖြောက်မယ် ဆက်ပြောက်လေးဖြောင်းမယ် best to လို့ healing brush to လို့သုံးပြီးတော့ဖြောက်လို့ရတယ်ပေါ့နော်အနေပါပဲဒီမြင်းကြည့်လို့မကောင်းတဲ့ဟာလေးနည်းနည်းလေးဖြောက်ပေးလိုက်မယ်ပေါ့နော်အဲ့ဘင်းကျွန်တော်အဲပုံပြင်မယ်ပေါ့နော် ုံမြင်ဖို့နောက်ထပ် layer တွေထပ်ပွားလိုက်မယ်ကျွန်တော်ဘာလို့ပွားလာလဲဆိုတော့ကျွန်တော် edit လုပ်တဲ့ဟာမှာဒီ layer ကို edit လုပ်ချင်လို့အဲ့တော့ဒါပြီးလို့ရှင်ကျွန်တော် portraiture လေးပေးလိုက်မယ်ပေါ့နော် portraiture plugin ကိုကျွန်တော်သုံးပါတယ် portraiture 3နဲ့ကျွန်တော်ပေးလိုက်မယ် okay ဒီလိုမျိုးရပါပြီအဲ့ဒါကိုကျွန်တော်နည်းနည်းလေးသူ့လောက်ထားတဲ့ဟာလေးများမှဆိုလို့ကျွန်တော်ပြန် short မယ် opacity ကောင်းလေးနည်းနည်းလေးပြန် short ထားမယ်ပေါ့နော်ပြန် short ထားမယ်ဒါဆိုရင် အဲအရင်ရင်မပြောင်းလဲတော့ပါပါလေးပဲပေါ့နော်โอเคဒါပြီးတော့ကျွန်တော် press 2နဲ့ပေါ့နော် mr brand နဲ့နည်းနည်းလေးပြင်ကျင်တာလေးတွေတုံးလေးတွေလိုက်ညှိတိုင်းပဲပေါ့နော်ဒါက jpeg ဖြစ်တဲ့အတွက် raw လောက်တော့အရင်မဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကရှားတောက်လေးတွေတုံးလေးတွေလိုက်ညှိမယ်မျက်နှာပုံကတော့ပြင်ပြင်သလိုပေါ့နော်ကိုကောင်းရင်ကောင်း ချိန်ဆွဲပြီးတော့ပြင်လို့တော့ရပါတယ်အခုကတော့ကျွန်တော်ဒီသဘောတရားလေးသိကျင်လို့သိစေချင်လို့ပြောပြတာဖြစ်ပါတယ်ဒီသဘောလေးနဲ့အမြန်ပြင်လို့ရတယ်ပေါ့နော်ဒါဆိုရင်ရန်ကြည်ကောင်းတော့တုံးလေးတွေညှိနိုင်မယ်ပေါ့နော်ညှိနိုင်မယ်ဒီအဆက်လေးတော့မဖြောက်တော့ဘူးနောက် โอเคဒါဆိုရင်ပြသွားပြီနည်းနည်းလေးရှော့လိုက်မယ်ပေါ့နော်ညံပြမှာဆိုလို့နည်းရှော့လိုက်မယ်โอเคဒါဆိုရပြီဒါဆိုရင်ရသွားပြီမနေ့နည်းနည်းလေးဖြတ်လိုက်ဒါဆိုရင နော် reduction နည်းနည်းလေးအကြံပြန်လေးတော့ရသွားပြီပေါ့နော် okay အဲဆိုရင်ကျွန်တော်လေးရလေးတစ်ခုပေါ်မှာသူ့ကိုထပ်ပေါင်းယူလိုက်မယ်ကျွန်တော်သူ့ကိုနည်းနည်းလေးပြင်ချင်တာရှိသေးတယ် liquid fine လေးနည်းနည်းလေးပြင်ပေးလိုက်မယ်ပေါ့နော် liquid fine လေးနဲ့ကျွန်တော်မျက်နာလေးကိုနည်းနည်းလေးပြင်ပေးလိုက်မယ်ပေါ့နော်ဒီမှာ profile လေးကိုရွေးပြီးတော့မျက်နှာနည်းနည်းလေးပြင်ပေးလိုက်မယ်အဲနောက်ပြီးတော့ဒီမှာဒီနေရာလေးကိုလည်းနည်းနည်းလေး แท้ตึงไปได้มั้ยบ่เนาะแท้ตึงไปได้ไปมั้ยอันนี้ฉုံไปได้มั้ยโอเค โอเคဒါဆိုတော်တော်လေးกว่าတော့โอเคအဲ့မှာကျွန်တော်ပါလဲလောက်ပြအောင်မလို့ဆို selected color လေးနဲ့နည်းနည်းလေးချိန်ပြအောင်မယ် red ကိုချိန်ပြမယ်ဘာလို့ spin အောင်နည်းနည်းလေးဖွဲနေလို့ အော်ဇွင်ရောင်နဲ့ချိန်ပေးနိုင်မယ်ဇွင်ရောင်ကိုချိန်ပေးနိုင်ပါမယ် white ကိုလည်းပြန်ပြီးတော့ချိန်ပေးနိုင်မယ် white လေးပြန်ချိန်ပေးမယ်ရေလို့ထင် okay အမကပ်လေးနည်းနည်းကျွန်တော်ပြန်တင်ပေးဦးမယ်မျက်နှာမှာပေါ့နော်အာဒီလိုမျိုးလောက်လိုက်မယ်ပြီးတော့ကျွန်တော် mask layer mask လုပ်ပြီးတော့ ကျွန်တော်ကျင်းတဲ့နေရာလေးကို press လေးနဲ့နည်းလိုက်ပွက်လိုက်မယ်ပေါ့နော်အာကာလာတုံးမညီတာလိုက်တယ်မညီတဲ့နေရာလေးတွေတော့ဖြည့်ပေးတဲ့သဘောပေါ့နော်ဒီဟာလေးကိုပြောအရန်များသွားရင် off free နည်းနည်း short short ပေး off free ကိုအရန်ကြီးအပြည့်ထားတာမကောင်းပါဘူးပေါ့နော် โอเคဒါဆိုရသွားပြီအဲ့တော့နည်းနည်းလေး highlight တွေပြင်းနေရနေအောင်ကျွန်တော်လည်းပြန် short မယ်ဘာနဲ့ short မလဲဆိုတော့ dodge champion နဲ့ brand နဲ့နည်းနည်းပြန် short ပြီးမယ်ဒီကောင်းလေးကိုပြန် short ပြီးမယ်ပါပါလေးပေါ့နော်အဲ့တော့ဒီဟာတွေသုံးတဲ့အခါမှာကျွန်တော်ဒီ option bar မှာရှိတဲ့ဟာတွေကိုသတိထားပေါ့နော် option bar မှာကျွန်တော် auto short တွေတွားပြီး adjust လုပ်လို့ရတာတွေရှိတယ်။အဲကောင်လေးတွေတွားကြည့်ပြီးတော့ adjust လုပ်ပါ။ adjust လုပ်ပြီးတော့ load through တုံးကြည့်ပါဦးနော်။ Okay. ဒါဆိုရင်ရပါပြီ before after okay အားလုံးစမြင်ကြပါစေ thank you